နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းပြည်မျိုးအုံတော်လမ်းမှာဘုံမူးအောင်မိုးသူရောက်ရှိနေတာကို PDF နဲ့ AA တပ်ဖွဲ့ဝင်များရောက်နေတယ်ဆိုပြီးတော့သတင်းမှာပေးမှုကြောင့်အချင်းချင်းမှားရွေးပိတ်ခတ်ပြီးတော့ဘုံမူးအောင်မိုးသူတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ24ရက်နေ့မနက်တနေ့ကအချိန်မှာပြည်မျိုးအုံတော်လမ်းအတွင်းမှာရှိတဲ့နေအိမ်တစ်လုံးထဲမှာ AA နဲ့ PDF တပ်ဖွဲ့များဝင်ရောက်တဲခိုနေတယ်ဆိုတဲ့သတင်းကြောင့်အကြမ်းဆက်ကောင်စီတပ်သားများကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းပိတ်ခတ်မှုအတွင်းမှာအဲ့ဒီနေရာမှာရောက်ရှိနေတဲ့နေတ လင်းမြို့ရွာမရက်ကွာရွာမလမ်းမှာနေထိုင်တဲ့ဘုံမူအောင်မိုးသူကိုစစ်ကောင်စီတပ်သားများကမှာရွေပစ်ခတ်ခဲ့ပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။တရင်မာပေးခံရတာလို့သိရပါတယ်။အိမ်ထဲမှာစစ်တပ်ကဘုံမူကရှိနေတာကိုအေအေနဲ့ PDF တွေကအဲ့ဒီအိမ်မှာရောက်နေတယ်ဆိုပြီးတော့တရင်မာပေးလို့ဝင်စီးပြီးတော့ပစ်ခတ်တာလို့သိရတယ်။ဘုံမူအောင်မျိုးသူကတော့ပြည်စာတိမဟုတ်ပါဘူး။နေတလင်းဘက်ကလာတဲ့ဘုံမူပါလို့ဒေသတရင်ရင်းမြစ်ကရှင်းပြထားပါတယ်။အခုလိုမျိုးမှာရွေပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကအရသာလူငယ်တချို့ကိုဖမ်းဆီးသွားပြီး ော့လက်ရှိအချိန်ထိကိုအဆက်အသွယ်တွေပြတ်တောက်နေတယ်လို့ဒေသခံပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။